မင်္ဂလာနံနက်ခင်းပါရှင်11ရက်နေ့အော်တိုဘာလ18ရက်နေ့နံနက်ခင်းတရင်ဒါရိုက်ထုတ်လွှင့်မှုကိုစတင်ပေးပါရမယ်ဝန်ထမ်းများကိုမော်တော်ယာဉ်ဝယ်ယူခွင့်ပြုပြီဆိုသည့်စာမှာအတုဖြစ်ကြောင်းစီဝါကူတန်းဝင်ကြီးဌာနထုတ်ပြန်ဆိုတဲ့တရင်နေပြည်တော်ပေါ်ပတီရီမြို့နယ်၌ဝန်ထမ်းအမျိုးသမီးတအူးကိုဓာတ်ထောက်လူရမှုကျူးလွန်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမည်ဆိုတဲ့တရင်အမြန်လမ်းမကြီးတွင် express ရင်တစည်းမိလာမှုဖြစ်ပွားဆိုတဲ့တရင် တောင်ကိုရီးယားကကမ္ဘောဒီးယား၏နေရာအချို့ကိုခီးတော်လာခွင့်တားမြစ်ပိတ်ပင်ဆိုတဲ့သတင်းရမားအတွက်ယူရိုသန်း400နဲ့ကဲလန်းမှုရရှိထားတယ်ဆိုတဲ့သတင်းကိုဘာစီလိုနာညှင်းဆန်ဆိုတဲ့သတင်းစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါဦးဆုံးအနေနဲ့ ဝန်ထမ်းများကိုမော်တော်ယဉ်ဝယ်ယူခွင့်ပြုမည်ဆိုသည့်စာမှာအတုဖြစ်ကြောင်းစီးပွားကူးသန်းဝင်ကြီးဌာနထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မော်တော်ယဉ်ဝယ်ယူခွင့်ပြုမယ်ဆိုတဲ့စာဟာအတုဖြစ်ကြောင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ပြည်သူဝန်ထမ်းနဲ့နိုင်ငံဝန်ထမ်းတွေကမော်တော်ယဉ်ဝယ်ယူခွင့်ကိစ္စကိုဝင်ကြီးဌာနအနေနဲ့လက်တလောထုတ်ပြန်ထားခြင်းမရှိကြောင်း ဝင်ကြီးဌာနအနေနဲ့2020ပြည့်နှစ်စက်တဘာ30ရက်မှာနိုင်ငံပိုင်သတင်းစာတွေကနေတဆင့်ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီးအဲ့ဒီထုတ်ပြန်ချက်ကို2021ခုနှစ်အောက်တိုဘာ1ရက်မှာရစိုင်းခဲ့ပြီးဖြစ်တယ်လို့ဝင်ကြီးဌာနကဆိုပါတယ်။လက်တလုံးဆိုရှယ်မီဒီယာတွေပေါ်မှာဖော်ပြနေတဲ့အချက်လက်တွေဟာ2020ပြည့်နှစ်ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်အပေါ်မှာ Facebook memory ပြန်တက်လာတဲ့အပေါ်အချက်အလက်ခုနှစ်ပြင်ဆင်ပြီးမော်တော်ကားဈေးကွက်မတိမငြိမ်ဖြစ်စေဖို့ရည်ရွယ်ချက်ရှိရှိနဲ့ကြေညာချက်အတူဖြန့်ဝေဆောင်ရွက်တာ ဖြစ်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးနေပြည်တော်ပုံပွားတီရီမျိုးနဲ့၌ဝန်ထမ်းမျိုးသမီးတဦးကိုဓာတ်ထောက်လူရမှုကျူးလွန်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပုံပွားတီရီမျိုးနဲ့မှာဝန်ထမ်းမျိုးသမီးတဦးကိုဓာတ်နဲ့ထောက်ပြီးလူရမှုကျူးလွန်ခဲ့သူနှစ်ဦးကိုဖမ်းဆီးရမည်ခဲ့တယ်လို့သိရပါတယ် 2025ခုနှစ်အောက်တိုဘာ10ရက်ညနေ9နာရီအချိန်မှာဇေယျသီရိမြို့နယ်ကြောက်ချက်ကြီးရွာနေလူဝင်မှုကြီးကြိမ်နဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကအသက်40အရွယ်ဒေါ်စုမော်ကျော်ဟာရုံးအမှတ်48ကနေနေရင်ကိုမန္တလေးလမ်းအတိုင်းဆိုင်ကနေတူရဲပြန်လဲမောင်းနေလာစဉ်ပေါ်ပါသီရိမြို့နယ်ကံလကြီးရွာအနီးရာဇသင်္ကဟအင်အားတက်အနောက်အယောက်မှာအမျိုးသားနှစ်ဦးမောင်းနေလာတဲ့ဆိုင်ကက၎င်းဆိုင်ကကိုအရှိကပိတ်ရတားစီပြီးဒါနဲ့ထောက်ခါ၎င်းထံကနေ Samsung Note 10 Plus အမျိုးအစားလက်ကင်ဖုန်တစ်လုံး လက်တီနန်ဆွဲကြိုးတကောငွေကျပ်သသိန်းခွဲခန့်ဝန်ထမ်းကပ်တွေနဲ့ ADN ကပ်တွေထည့်ထားတဲ့လက်ကရေးတလုံးတို့ကိုလူရဲယူဆောင်သွားတာကြောင့်ပုံမှန်ဒေရီမြို့နယ်ပတ်တာနယ်မြေရဲစခန်းကရာဇသက်ကြီးပုံမှန်382နဲ့အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ပြမှုကျွလွန်သူတွေကိုဖန်စီရမိနိုင်ရေးဆောင်ရွက်ခဲ့ရာကျွလွန်သူတွေဟာပြမနာမြို့နယ်ရန်အောင်နှင့်ရက်ွက်နေသူတွေဖြစ်တဲ့ကောင်းဆန်သေးခေါ်မြတ်သူအောင်ခေါ်မဲလုံးနဲ့ကိုကိုထုံးခေါ်မဲလုံးတို့ဖြစ်ကြောင်းသိရတဲ့အတွက် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာအော်တိုဝါ14ရက်မနက်ပိုင်းမှာ၎င်းတို့နှုတ်ကိုလယ်ဝေးမြို့နယ်အမှတ်တဲအခြေခံပညာအထက်တန်းကျောင်းအနီးလမ်းမပေါ်မှာပြည်မှုကျုံလုံစင်က၎င်းတို့အသုံးပြုခဲ့တဲ့ဆိုင်ကယ်တစ်စီးပြည်မှုကျုံလုံရာကနေလူရဲယူဆောင်ခဲ့တဲ့ Samsung Note 10 Plus လက်ကင်ဖုန်းတစ်လုံးငွေဆက်ကိုရောရငွေကျပ်သသိန်းတို့နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ၎င်းတို့ရဲ့ထွက်ဆိုချက်အရ၎င်းတို့နှုတ်ဟာအော်တိုဝါဆိုင်ရဲ့ညနေပိုင်းကချင်းရွာဘက်ကနေရေပြာကျေးရွာဘက်ကိုမန္တလေးလမ်းအတိုင်းဆိုင်ကဲမောင်းနှင်လာစဉ်၎င်းတို့အရှိကနေအမျိုးသမီးတအိုးရဲဆိုင်ကဲမောင်းနှင်နေတာကိုတွေ့ရတဲ့အတွက်အနောက်ကနေကတ်လိုက်ကရာဇသင်္ကန်းဟအင်ယာအနောက်ဘက်အရောက်မှာအစိုးမဆိုင်ကဲကိုဝင်တိုက်ခါတားဆီးခဲ့ပြီးအမျိုးသမီးထံကနေလက်ကိုက်အိတ်တလုံးလက်ကိုက်ဖုန်တလုံးနဲ့ဆွဲကြိုးတကုံးတို့ကိုဓာတ်ထောက်လူရဲယူဆောင်ခဲ့ကြောင်းဝေဘူးလဖုန်ကြီးကြောင့်အနေအရောက်လူယူခဲ့တဲ့လက်ကိုက်ရဲ့အတွင်ကငွေတွေကိုထုတ်ယူပြီး လက်ကင်အေကိုလှုပ်ပစ်ခါကောင်းဆန်ထေခေါ်မြတ်သူအောင်ခေါ်မဲလုံးကဆွဲကျိုးနဲ့ငွေကျပ်9000ကို၎င်းကိုကိုထုံးခေါ်မဲလုံးကလက်ကင်ဖုန်းနဲ့ငွေကျပ်9000ကို၎င်းခွဲဝေယူဆောင်ခဲ့တယ်လို့သိရပါတယ်။ပြစ်စင်မှာဖန်းစီရမိသူတွေကိုကွင်းဆက်ပြမှုတွေရှိမရှိဖော်ထုတ်စစ်ဆေးလေးရရှိပြီးဥရိနဲ့အညီထိရောက်စွာရေးယူနိုင်ရင်းနဲ့သိသိဖို့ကြံတဲ့တည်ထေကံပစ္စည်းတွေကိုပြန်လည်သိသိရရှိနိုင်ရေးဆက်လက်ဆောင်ရွက်နေရလို့သိရပါတယ်။အမြန်လမ်းမကြီးတွေ express ရင်တစည်းမီးလောင်မှုဖြစ်ပွားဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ နေပြီးတော့ရန်ကုန်မြန်လမ်းမကြီးမှာ express ရင်တစည်းမိလောင်မှုဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အော်တိုဝါ15ရက်ည7:00နာရီမိနစ်40ခန်းကနေပြည်တော်ရန်ကုန်အမြန်လမ်းမကြီးမိုင်းတိုင်အမှတ်184မြင်းဆောင်3ညအနီးမှာ Express ရင်တစည်းဟာအင်ဂျင်အပူလွန်ခဲ့ပြီးမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက် တောက်ကရအမြန်လန်မီးသက်စခန်းကမင်းငိမ့်သက်ရင်တစီပလွေးအမြန်လန်မီးသက်စခန်းကမင်းငိမ့်သက်ရင်တစီထွက်ခွာငိမ့်သက်ခဲ့တယ်လို့သိရပါတယ်ဒီလိုငိမ့်သက်ခဲ့ရာအော်တိုဝါ16ရက်မနေ့အစောပိုင်း73မိနစ်ခန့်မှာမင်းငိမ့်ခဲ့တယ်လို့သိရပါတယ်ကာမီလောင်ခဲ့ပေမဲ့ရင်းမောပါအမျိုးသား7ဦးနဲ့အမျိုးသမီး9ဦးစုစုပေါင်း15ဦးကတော့ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့မြန်မာနိုင်ငံမီးသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်တောင်ကိုရီးယားကကမ္ဘောဒီးယား၏နေရာအချို့ကိုခီးတွာလာခွင့် တားမြစ်ပိတ်ပင်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ကမ္ဘောဒီးယားမှာတောင်ကိုရီးယားကောလိပ်ကျောင်းသားတဦးနှင်းပန်းနှိပ်စက်တပ်ဖြတ်ခံရမှု ဖြစ်စဉ်ဟာတောင်ကိုရီးယားတနိုင်ငံလုံးကိုလှုပ်ခတ်သွားစေခဲ့တာနဲ့အတူတောင်ကိုရီးယားအစိုးရကအောက်တိုဘာလ15ရက်မှာကမ္ဘောဒီးယားရဲ့နေရာအချို့ကို ခီးသွားလာခွင့်တားမြစ်ပိတ်ပင်ခဲ့တယ်လို့သိရပါဗျ။ တောင်ကိုရီးယားဟာ၎င်းရဲ့နိုင်ငံသားထားစမောင်းများစွာပြန်ပြေးဆွဲခံရမှုမှာပါဝင်တဲ့အလောက်ကိုင်းအတူတွေနဲ့ကြားဖြန့်တွေအကြောင်းဆွေးနွေးဖို့အတွက်ကမ်ဘောဒီးယားကိုအဖွဲတစ်ဖွဲဆင်းလွတ်ချိန်မှာအခုလိုခရီးသွားလာခွင့်တားမြစ်ပိတ်ပင်မှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ကမ်ဘောပြည်နယ်ကဘိုကောတောင်တန်းဒေသဘာဘတ်မြို့နဲ့ပွိုင်ပတ်မြို့တွေကိုခရီးသွားလာရေးတားမြစ်ဆောင်အဖြစ်သတ်မှတ်လိုက်ပါတယ်လို့တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ဂျမားအတွက်ယူရိုသန်း400နဲ့ကမ်းလှမ်းမှုရရှိထားတဲ့ဆိုတဲ့သတင်းကိုဘာစီလိုနာညင်းဆန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာအသင်းဟာကျယ်ပွင့်ကစားသမားယမားအတွက်ယူရိုသန်း400နဲ့ကမ်းလှမ်းမှုရရှိထားတယ်ဆိုတဲ့သတင်းကိုညင်းဆန်ခဲ့ကြောင်းမာခါကဖော်ပြခဲ့ပါတယ်။အသက်18နှစ်သာရှိနေသေးပေမဲ့ ဘာစီလိုနာအသင်းအတွက်ရောစပိန်လူရေးစင်အသင်းအတွက်ပါအားအထရဆုံးကစားသမားတဝက်အဖြစ်ရည်တည်နေတဲ့ရမာကုန် Sorry Club အဟီလာအသင်းကလာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ယူရိုတန်း400နဲ့ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းသတင်းထွက်ခဲ့တာပါ ယမဟာဘာစီလိုနာအသင်းနဲ့2030ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးစုကြီးတွေကပါထဲထွက်ပါကတနည်းကိုယူရိုသန်း40ဝန်းကျင်အထိရရှိနေပေမဲ့လက်ရှိအချိန်မှာနေပြနဲ့ဆက်ဆံရေးအဆင်မပြေမှုတွေရှိနေတာကြောင့်အသင်းပြောင်းရွှေ့နိုင်ကြောင်းထင်ကြေးပေးမှုတွေလည်းရှိနေပါတယ်။ဒါပေမဲ့ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကကမ်းလှမ်းမှုရရှိထားခြင်းမရှိသလိုယမကိုလုံးဝရောင်းထုတ်မှာမဟုတ်ကြောင်းပြောကြားခဲ့တယ်လို့မာကာကဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းကရမားကို no for sale လို့တစိုက်ကတ်ထားပေမဲ့ PSG နဲ့ Man City တို့ကတော့အခြေအနေကိုစောင့်ကြည့်နေရလို့သိရပါတယ်။လေဗယ်ရောက်တဲ့အော်တိုဘာလ18ရက်နေ့နနက်ခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြီးစုနာဆက်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။အေဂျင့်နဲ့နနက်ခင်းလေးဖြစ်ကြပါသေးရှင်။